ုတ်တယ်ဟိုဟာအသက်20ဆယ်မှာမွေးတာတက်မောအတန်းဆယ်မှာမွေးတာအခုညမ38ချက်ချက်ရ18အာဟာဒီမေကအရင်နုอ่ะအရင်နုရယ်မနုပါဘာမမေကိုပြောမမလို့မမပိန်လာလို့ရှင်မျိုးတော့ကောက်ချက်ကြံခဲ့ပြီသူငငယ်လေးကလေးอ่ะသူ့အတွက်ဆိုရင်အလိုလိုဖြစ်လာတာတွေရှိတယ်ဟာဘာပဲသူက lucky baby လေးပေါ့ဒီလားနုအဲ့ဒီနှခမ်းอ่ะသူကသူ့အဖေနဲ့တူတာအဲ့ဒါသူ့အဖေနဲ့တူတာဆိုတာအဲ့ဒီ ကိုဝင်တောက်လျှောက်မှာအဲနှကမ်းပပလေးပဲလိုချင်တာကိုတွေကအဲ့ဒီခေတုန်းကဆိုနှကမ်းပါတာလေးပဲပါဖြစ်တော့လေသူ့အဖေနဲ့နှကမ်းထူမတူပါစေနဲ့ပေါ့ဒီနှကမ်းထူတာကြီးကိုမဖြစ်ပါစေနဲ့မဖြစ်ပါဒါမှတကယ်တကယ်တော့လေခွဲငန်းထွက်လာတော့ကြိလိုက်တော့လေအဲ့ဒီနှကမ်းထော်တာကအရင်မြင်တာကလေးဆရာဝေကလေးလေးကြည့်ပါဦးလို့ပြတော့လေဖွေးစွန်းတာနှကမ်းလေးကထော်နေရပဲအဲ့ဒီဟာပြောရဲမမလို့မမလို့ကျင်းခဲ့လို့ဒီလေအခုခင်မအရင်ခက်စားနေရလို့မိသူမြတ်လို့ဖွေးလာရိုးစရာလို့ မင်္ဂလာပါဟုတ်ကဲ့ဒါရဆဆဲမိမိပါရှင်အာမက်ခင်လာပြီဝေပေါ့နော်မခင်လာပြီခေါ်ရတယ်လာပြီဝင်ပို့ရချီရဆိုင်နဲ့ဖွင့်ထားပါတယ်ဟုတ်တယ်ဟုတ်တယ်ဟိုဟာအသက်20 မွေးတာမဟုတ်အဲ့ဒါ20မှာမွေးတာအခုညီမ38ချက်ချက်ရ18ဟာဒီမေကအရန်နူပါအရန်နူရယ်မနူပါဘူးဟာမမေကပြောမမကမမပိန်လာလို့ရှင်မင်းတော့ကောက်ချက်ကြံခဲ့ပြီဘယ်လိုလဲမွေးခဲ့ရလဲဆိုတော့ဒီကလေးရဲ့ချက်ချက်ဟုတ်တယ် तू ကသူ့ကိုဒီသူ့ကိုမွေးခါစားပေါ့နော် तू ကမြေကြီးနားမှာမွေးတာသူ့ကိုလေသူ့မြေကြီးနားမှာမွေးတာ အဲမြေကြီးနားမှာမွေးတော့သူ့ကိုကိုဝင်စားရှိကြတဲ့ကအဲသူ့ကတကယ်တကယ်လိုချင်ပြီးတော့ကိုယူထားတာအဲတကယ်လိုချင်ပြီးတော့ပေါ့နော်သူ့ကိုရအောင်ယူထားတာယူထားပြီးတော့အဲအထရာဆောင်းရိုက်တော့ယောက်ျားလေးလို့ပြောတာယောက်ျားလေးဆိုပြီးတော့အဖြေထွက်တယ်အဲ့ဒါယောက်ျားလေးထင်နေတာတကယ်တကယ်ခွဲကန်းထဲမှာသူ့ကိုခွဲလိုက်တော့အဲ့ဒီက OG ကလေး main ကလေးလို့ပြောတော့အံ့ဩသွားအဲ့မှာသူ့ကိုဒီဒီနှခမ်းကိစ္စပြောပြအောင်မယ်။သူ့ကိုအဲ့ဒီနှခမ်းကသူကသူ့အဖေနဲ့တူတာ။အဲ့ဒါသူ့အဖေနဲ့တူတာဆိုတာအဲ့ဒီ ကိုဝင်တောက်လျှောက်မှာအဲနှကမ်းပပလေးပဲလိုချင်တာကိုတွေကအဲ့ဒီခေတ္တကဆိုနှကမ်းပါတာလေးပဲပါဖြစ်တော့လေသူ့အဖေနဲ့နှကမ်းထူမတူပါစေနဲ့ပေါ့ဒီနှကမ်းထူတာကြီးကိုမဖြစ်ပါစေနဲ့မဖြစ်ပါဒါမှတကယ်တကယ်တော့လေခွဲငန်းထွက်လာတော့ကြိလိုက်တော့လေအဲ့ဒီနှကမ်းထော်တာကအရင်မြင်တာကလေးဆရာဝေကလေးလေးကြည့်ပါအောင်လို့ပြောတော့လေဖွေးစွန်းတာနှကမ်းလေးကထော်နေရပဲအဲ့ဒီဟာအဲ့ဒါလို့ချစ်နေရတယ်အချစ်နေရပါဘောဒါပြောရဲမမလို့ မမလို့ကျင်းခဲ့လို့လေအခုခင်မအရင်ခင်စားနေရလို့မိသူမြေလို့ဖူလာရိုးစရာလို့ မမေကတော့ချက်ချက်တည်းမရှိမဖြစ်ပါပဲ။ဒါပြလို့ဆိုတော့ချက်ချက်ဒီလိုမှတ်တိုင်လေးတကူရအောင်ဒီလိုနေရာတိတိလေးတကူဒါရောက်လာအောင်အစားမမေကပဲအနောက်ကနေပြီးတော့အဓိက main supporting လုပ်ပေးခဲ့တာပေါ့နော်။အဲ့တော့ချက်ချက်နေနေရကြတော့မမေသာမရှိခဲ့ရင်ဆိုပြီးရင်ကလည်းတွေးဘူးရယ်ဆိုတော့မမေသာမရှိခဲ့လို့ရှိရင်ချက်ချက်ပေါ်မှာမဖြစ်ဘူး။ဒါလို့ဆိုတော့အစားအရာမမေပဲချက်ချက်ကိုသွန်သင်ပေးရယ်ဆုံးမပေးရယ်စီမံပေးရယ်ပေါ့နော်။ဆိုတဲ့အခါကျတော့အရေးကြီးဆုံးပြောရမယ်ဆိုလို့ရှိရင်မမေကမိတွက်အရေးကြီးဆုံးပဲ။ သူ့ကိုဒီလိုမျိုးပေါ့သူကငငယ်လေးကတည်းကဒီတရုပ်ဆောင်တော့ရမ်းဝါသနာပါလားငငယ်လေးတုန်းကသူအယုတ်တွေဝယ်ပေးတယ်သူအယုတ်တွေနဲ့မစော့ဘူးအဲသူဘာလုပ်လဲဆိုရင်ဟိုကတခုခုသူသူငိမ့်နေပြီပေါ့ငိမ့်နေပြီဆိုတော့တမိဘာလုပ်နေသွားကြည့်အမှန်တင်ငုံရှိမှသူကအဲ့တင်နေလောက်တိုင်းစော့တယ်အဲမိတ်ကပ်တွေယူလိမ့်နေငငယ်တော့တော့ခဏခဏဆူရတာပေါ့အသားကြီးကနူးနူးညံ့ညံ့လေးမိတ်ကပ်တွေတမိယူမလိမ့်နဲ့ဆိုတော့အဲ့ဒါမိတ်ကပ်တွေသူကသူလိမ့်နေပြီးလို့ရှိရင်အိုင်နင်တွေလုတ်တယ် အဲ့ငငယ်ကလေးကသူ့ကိုမေးတယ်သမီးဘာလှုပ်ရှင်လာလဲဆိုကြီးတာရင်သမီးရာတဲ့တယုံဆောင်မှလှုပ်ရှင်တငငယ်ကတော့မင်းသမီးပေါ့မင်းသမီးဆိုမေမေကအခတင်ပေးရမလားအငိမ်မင်းသမီးလှုပ်မလားသူ့ကိုမေးတာမှုတ်ကူးတယ်သမီးရရုပ်ရှင်တယုံဆောင်မင်းသမီးပဲလှုပ်ရှင်လာတဲ့ငငယ်လေးကသူ့အိမ်မက်ပေါ့နော်သူ့အိမ်မက်ဆိုတော့သူဒီရွှေဂျိုစပြိုင်တော့လဲမသိဘူးညမမသိခဲ့ဘူးရွှေဂျိုစပြိုင်တော့လေသူ့အပွားနဲ့သူနှစ်ယောက်တိုင်ပင်ပြီးတော့အဲ့ဒီရွှေဂျိုပြိုင်တာ ပြိုင်တော့သူ့ကိုဒါပံ့ပိုးပေးလိုက်တာပေါ့အစတော့ဒါအမှန်တိုင်းပြောမှဆိုတမန်ကဆန်ကပါပဲသူပြိုင်မယ်ပြိုင်ပေါ့သူစိတ်ကျင်တော့ပါလိမ့်မယ်လို့လည်းမထင်ဘူးလေနောက်တဆင်းတဆင်းပါသွားတော့သူ့ကိုပြောတယ်သမီးဒါဟိုဒီလမ်းကြောင့်သမီးရှောက်မှတေးကြလားတေးကြတယ်ဒါဆိုရင်သမီးအောင်မြင်အောင်လုပ်သမီးအောင်မြင်ဖို့တော့မမေနောက်ကနေပြီးတော့ပံ့ပိုးပေးမယ်ပေါ့เออဟုတ်တယ်ရှိရရှိရအဲ့ဒါလေသူငငယ်လေးကတည်းကသူ့အတွက်ဆိုရင်အလိုလိုဖြစ်လာတာတွေရှိတယ်ဟာ ဘာပဲသူက lucky baby လေးပေါ့ဒီလားအဲမိသားစုတော့ဘလို့ကံကောင်းနေပြီလားကိုမိန်းကလေးလိုတိလိုက်တဲ့ချိန်မှာလဲကိုရထိုးထိုးပေါ်ပေါ့နော်အသက်လည်းရမကွာတဲ့အတွက်တမိကတငယ်ချင်းလိုပဲပေါ့နော်တငယ်ချင်းလိုပဲပေါင်းတာတငယ်ချင်းလည်းတမီးကိုပြောတယ်တမီးရှင်ဖွင့်ဖို့မမေရှိရဲအဲကိုမမေဒီမမေခံစားရတာတွေဆိုတော့ဒီတမီးလေးကိုပဲပြောပြဖြစ်တယ်ပေါ့အရန် close ဖြစ်တယ်လို့ပြောတယ်ဟုတ်တယ်လေ အသားလေးတယောက်ရှိရယ်မောင်လေးမောင်လေးရှိရယ်မောင်လေးရှိရယ်ဟာဟာအတိုင်မင်းပြတာပေါ့ဟုတ်တော်တော်ကြောင်ငယ်သေးရဘူးငယ်သေးရဆိုရင်ခါကျတော့ကလေးလေးလူပဲဆိုတော့သို့မဲ့စမ်းမဲ့အိမ်မဲ့အတမီးနဲ့၅နှစ်กว่าတာအသားလေးကလေအဲမိသားစုပြည်စုံချင်းနေဘယ်လိုမျိုးဖြစ်လာလဲဆိုတော့အဲ तू ကဘယ်လိုလဲ तू လိုချင်တာငယ်ငယ်လေးကတည်းကပြည်ပြည်ကြည့်ဆောင်တယ်လို့ပြောရမှာပေါ့။သူငငယ်လေးကတည်းကသူ့ကိုစမွေးကတည်းကနေပြီးတော့သူ့မှာလိုအပ်ချက်ဆိုတာ မရှိဘူး तू आ လေတသားနဲ့တောင် तू ကံသိမ့်မတူ तू ကကြတော့အဖိုးတွေဖွားတွေရဲ့မိဦးပေါ့ဒီဘက်ညီမရဲ့ဘက်ကမိမိပါတယ် तू မိဦးမိဦးလည်းဖြစ်တဲ့အတွက် तू ကသူ့ဘဝကြတော့အေးချမ်းချမ်းလေးနဲ့ပဲသမယိုးကြပေါ့ဒီလိုနဲ့ပဲ तू ကပြရမယ်ဆိုလို့ရှိရင်တော့အကုန်လုံးဝိုင်းချစ်တာပေါ့ပဲတဦးဆိုတော့အဖွားတွေကလည်းပူမို့အဖိုးတွေကလည်းပူမို့ပဲအဖေကလည်းပူမို့ပေါ့အဖေကလည်းတအားချစ်ဟုတ်တယ်ခုချိန်ဒီခံရပါတယ်ဖေကတော့တော်တော်သမီးအရန်ဥတော်ရယ် သမီးကပြင်းနေကြရမှာနော်သမီးကိုဟုတ်တယ်ဟုတ်တယ်ညနေရမှာဟာဒါကလည်းသမီးဘက်ကပါဖေဖေကအဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့အဲချေချေရူမီတာဆိုရကြတော့လေငငယ်လေးကလေးကပွင့်လင်းတာဆိုတော့ဖေဖေကဒီလုံးနဲ့ပတ်သက်ပြီးတော့ပိတ်ပင်တာဒါစီရမျိုးရှိဘူးအဲဖေဖေရောမမေရောအနောက်ကနေဆပွနေမြေဖေဖေမမေနေမဟုတ်ဖူးဖူးလို့ခေါ်ပါတော့အကုန်လုံးပေါ့နော်သမီးဒီတိုင်းချောင်းဆိုတော့ရှောက်မှာလားရှောက်မှာဆိုလို့ရှိရင်ရှောက်အနောက်ကတည်း supporting အပြစ်ပေးမယ်ဆိုရယ်ပုံစံမျိုးနဲ့ဆိုတော့ဖေဖေကလည်းသူကလည်းအနုပညာဝါသနာပါတဲ့သူဆိုတော့အဲ့လိုပိတ်ပင်တာမျိုးမရှိဘူးအိမ်ကအနုပညာချစ်တဲ့သူတွေကြီးပဲအကုန်လုံးဆိုတော့ဒီအနုပညာနဲ့ပတ်သက်ပြီးတော့မလို့ရ ုတ်ပဲဓာတ်စီတာမရှိဘူးအကုန်က sporting အပြစ်ပေးရဆိုတော့လေဟာသူ့တော့အဲ့ဒါတော့ပိတ်ပင်လာတာတော့မရှိဘူးသူ့ကိုငငယ်လေးကတည်းကတော့ပြောထားတယ်အချင်းကြီးလဲသူသူ့ကိုတကယ်ချစ်မဲ့လူပေါ့နော်သူကလည်းတကယ်ချစ်မဲ့လူနားလည်မှုတွေနဲ့သူ့ပေါ်နားလည်ပေးမဲ့လူသူကလည်းပြန်နားလည်ပေးမဲ့လူပေါ့နော်တကယ်ချစ်တယ်ဆိုရင်ချစ်လို့ရပါတယ်လို့ကန့်သက်ထားတာတွေမရှိပါဘူး ဘာဖြစ်လို့လဲဆိုတော့မေမေနဲ့ဖေဖေနဲ့ကချစ်လို့ယူထားကြအခက်အခက်ကြီးယူထားရတာအဲ့ဒါကလေဒီလာမေမေနဲ့ဖေဖေနဲ့စကြောင်းပြောလို့ရှိရင်လေဟိုရုပ်ရှင်ကားရောက်ကိုဇလန်းတွက်ထုတ်ရိုက်လို့တော့မရဘူးဇလန်းတွက်စီးရီးနဲ့ရိုက်မှအဲ့ဒါမိုက်ပါဟုတ်ကဲ့အရင်ချစ်လို့လို့ခက်အခက်ကြီးယူထားရတာနှစ်ယောက်ကဆိုတော့နှစ်ယောက်လုံးကဖေဖေရောမေမေရောအဲ့လိုမျိုးချီရင်နဲ့ပတ်သက်ပြီးပြင်ထားတာမျိုးမရှိဘူးသမီးကဒါသမီးအိမ်အောင်ဘက်ဆိုတာသမီးရွေးချယ်ရမှာပေါ့နော်သမီးရဲ့လမ်းကြောင်းဖြစ်တာဖြစ်တဲ့အတွက် တမိဘသူနဲ့တွဲနေပါရဲ့ဗျငငယ်လေးကလည်းအဲ့လိုမျိုးပြပင်ထားခြင်းမရှိရခါကြတော့လေငငယ်လေးကတမိဘသူကြိုက်တာလဲဗျငငယ်ကတော့ဆိုပြောတာဗောစိတ်ကစားရတမိအကောင်လေးကိုကြိုက်တာတဲ့အဲ့လိုမျိုးပြောခဲ့ရဆိုတော့အခုကြီးလာတော့လေတမိလေးအာတမိလေးတကယ်ချစ်တဲ့သူဗောနော်နော်တကယ်ချစ်တဲ့သူရှိလားရှိရဆိုလို့ရှိရင်ဘသူနဲ့တွဲနေရလဲဗာလဲမမျိုးမျိုးပြောပြအဲ့လူကတော့မင်းမင်းနဲ့ပြပင်နေရတမိဒါကောင်းလည်းမကောင်းဝေဖန်ပြီးမယ်ဒါပေမဲ့တမိမကောင်းဆိုရင်လည်းတမိချစ်တယ်ဆိုလို့ရှိရင်ဒါတမိဗောတမိဘွားကတမိဆက်ပြီးတော့ရှေ့ဆက်ပြီးတော့တမိဘွားလက်တွဲပေါ်တမိ ရွေးရမှာဖြစ်တဲ့အတွက်ပြပေတို့ကတော့မေမေတို့ကတော့ဘေးကနေပြီးတော့သမီးဒီလူကတော့မကောင်းဒီလူကတော့ကောင်းတယ်ဆိုပြီးတော့ပြောပြပေးမယ်ဒါပေမဲ့သမီးတကယ်ချစ်တယ်ဆိုလို့ရှိရင်တော့မဖန်ခွက်ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့အဲသမီးလေးကိုချစ်ပေးပါလို့ပြီးလို့ရှိရင်သမီးလေးအခုဇလန်းတွဲလေးတွေလည်းရိုက်ထားရှိပါတယ်ရုပ်ရှင်ကားကြီးတွေလည်းရိုက်ထားရှိပါတယ်အဲ့ဒါလေးတွေထွက်လာရင်လည်းချစ်ခင်စွာနဲ့အားပေးကြပါလို့ပဲပြောချင်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်